ခုဒီနေ့ချမ်းပိုင်ကတော့ဆာလံနံပါတ်89ဖြစ်ပါတယ်အခန်းကြီး89အငယ်1မှ9ငါသည်ဘုရားသခင်ထံသို့အတန်ကိုလွှင့်၍အော်ဟိဤဘုရားသခင်ထံသို့အတန်ကိုလွှင့်၍ဘုရားသခင်သည်ငါစကားကိုနားထောင်တော်မူလိမ့်မည်ဘေးအုပ်တီကာလ၌ငါသည်ထာဝရဘုရားကိုရှာရ၏ညအချိန်၌ပင် လက်ကိုဆန့်လျက်နေရ၏ ငါဝိညာဉ်သည်တက်တာခြင်းကိုညင်းပယ်၏ဘုရားသခင်ကိုအောင်းမြေ၍စိတ်ပူပန်ခြင်းရှိ၏ဆင်ခြင်၍စိတ်ပြည့်ခြင်းတို့ရောက်တတ်၏မျက်စိမှိတ်၍မပျော်နိုင်လှုပ်ရှားခြင်းရှိသောကြောင့်နှုတ်မမွတ်နိုင်လွန်လေပြီးသောနေ့ရက်ကို၎င်းရှေးကာလကို၎င်းအောင်းမြေ၏ညအခါ၌လည်းငါသည်ကိုတီခြင်းကိုဆင်ခြင်၍ကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးသည်ဖြင့်ငါဝိညာဉ်သည်စစ်ဆေးခြင်းကိုပြု၏ ထာဝရဘုရားသည်အစဉ်စွပြင့်တော်မူမည်လောနောက်တဖန်ဂျေစုအလင်း မပြုတ်ဘဲနေတော်မူမည်လောဂိူနာတော်သည်အစဉ်ကုန်မည်လောဂရိတော်လည်းကာလအစဉ်အဆက်ပြည့်လိမ့်မည်လောဘုရားသခင်သည်တနာခြင်းငှာမိလျော့တော်မူသလောအမြင့်ထွက်သည့်ဖြင့်စုံမဲ့ခြင်းဂိူနာတော်ကို ချုပ်ထီးတော်မူသလောငြိတ္တဆေမ၂၀ ထိုသို့ဆိုသောငါသည်ကိုမိုက်ကြောင်းကိုဝန်ခံရ၏။ဤအမှုကအမြင့်ဆုံးသောဖျား၏လက်ရလက်တော်နှင့်ပြုပြင်တော်မူခြင်းပေသည်။ဒါဝရဖျား၏အမှုတော်တို့ကို အောင်းမေ့ပါမည်။ရှေးကာလ၌ကိုရောပြုပူးသောအံ့ဩပွေတို့ကို အောင်းမေ့ပါမည်။ပြုတော်မူသမျှတို့ကိုဆင်ခြင်၍စီရင်တော်မူသောအရာတို့ကိုမွဲ့ဆိုပါမည်။အိုဖျားသခင်ကိုရော၏လမ်းသည်တန်ရှင်းခြင်းနှင့်ရှင်ပါ၏။ ဖျားသခင်ကဲ့သို့အဘယ်မြည်သောဖျားသည်ကြီးမြတ်သည်။ကိုရောသည်အံ့ဘွယ်သောအမှုတို့ကို ပြုတ်တတ်သောဖျားဖြစ်တော်မူ၏။လူမျိုးတို့တွင်တကိုးတော်ကို ပြတော်မူပြီးကိုရောဤလူသည်ဟူသောယာကုပ်နှင့်ယောသဤအမျိုးကိုလက်ယုံတော်နှင့်ကယ်နှုတ်တော်မူပြီး။အိုဖျားသခင်ယေရိုသည် ကိုရောကို မြင်ကြပါ၏။ယေရိုသည် ကိုရောကိုမြင်၍ကြောက်ရွံ့ကြပါ၏။ ရေနဲ့နဲရအရက်တို့လည်းလှုပ်ရှားကြပါ၏မိုးတိမ်တို့သည် ရေကိုတွန်းလောင်း၍မိုးကောင်းကင်တို့လည်းအတံပလံပြုကြပါ၏ကိုရောဤမြားတို့သည်အရရက်တို့ရောက်ကြပါ၏ကိုရောဤမိုးချိုးတန်သည်လေပွေ၌ပါ၍လျှက်စစ်ပြက်သည်ဖြင့်လောကကိုလင်းစေပါ၏မြေကြီးသည်လည်းတုန်လှုပ်ပါ၏ကိုရောသည် သမုတ်တရား၌ကြွတော်မူ၍ လန်ခီတော်သည်ကျယ်ဝန်းသော ရေတွင်ရှိသဖြင်ခြေတော်ရာတို့သည်မထင်ရှားကြပါ မောရှိနှင့်အာယုံတို့လက်ဖြင့်ကိုတော်ဤလူများတို့ကိုတိုးစုကဲ့သို့ပို့ဆောင်တော်မူ၏ Okay, now jump back to my PNT jam. Bye bye.